မောင်ဖီးယားဒီဘဝမှာစီးရဲစရာအရာမောင်ဖီးယားကိုဒီလိုကြံစီခြင်းကိုအပြစ်မှခွလွတ်တော်မူပါ မောင်ဖီးယားရဲ့ရိုးရကျင်နာတဲ့လက်တဆုံရွေးထွေးလုံကြုံတဲ့ရှင်ဝင်ကိုနှမငယ်အနေနဲ့ထာရမင်းနိုင်မှာမဟုတ်တော့ပါအီးမြနှမငယ်ကိုချစ်တတ်တဲ့တက်မွေးမောင်ဖီးယားကိုဒီနေ့ဒီချိန်ရောက်တိုင်းအသက်ထက်ဆုံးကောင်းမွန်ပြုပါမယ်ဖီးယားမောင်ဖီးယားရဲ့ယုံကြည်ချက်ကြောင့်နှမငယ်အတွက်စစ်ပွဲအောင်ရခြင်းဟာမောင်ဖီးယားရဲ့အောင်ခြင်းသာမှတ်ယူပြီး ောင်းရပုံဘွားမှာအေးကျန်းစွာဓာရအိတ်ဆဲအနာယူတော်မူပါတမူဖျာလူမျိုးတမျိုးစီရဲ့အတိတ်တမိုင်းတစ်ခုစီတိုင်းမှာအမြော်မြင်ရှိတဲ့ဘရင်တွေရဲစွမ်းတက်တိနဲ့ပြည်စုံတဲ့တရေကောင်းတွေနဲ့ထူးချွန်ထမြက်ကြတဲ့ပညာရှင်တွေမြမရဇဝဲမှာများစွာပေါ်ထွန်းခဲ့ကြပါတယ်မြမတမိုင်းသူရဲကောင်းတွေထဲမှာအများစုကယောက်ျားဗသာမျိုးသားများဖြစ်ကြပြီးတော့အမျိုးသမီးစစ်သူကြီးဆိုလို့တကယ်ကိုရှားပါတယ် ဒါပေမဲ့ရခိုင်လူမျိုးတွေရဲ့တမိုင်းမှာတော့လက်ယုံရည်နှလုံးရည်နဲ့ပြည်စုံတဲ့ရှားပါမျိုးသမီးသူရဲကောင်းစစ်တီတော်သူပေါ်ထွန်းခဲ့ပါတယ်။သူမကတော့ယင်းနေ့အချိန်ထိရခိုင်လူမျိုးတိုင်းလေးစားအားကြရပြီးစံပြမျိုးသမီးအဖြစ်ထင်ရှားတဲ့မျိုးသမီးစစ်သူကြီးငွေနှုတ်ဖြူခေါ်စောတနာမျိုးသမီးပဲဖြစ်ပါတယ်။ငွေနှုတ်ဖြူအကြောင်းနဲ့ပတ်သက်ပြီးကျွန်တော်ရဲ့ညီကိုတူတောင်းဆိုထားတဲ့စစ်ပွဲအကြားနှလုံးသားနဲ့ဘဝကိုအလဲထပ်လုပ်ပြီးအထီးရဗျူဟာခင်းသွားတဲ့ ရခိုင်အမျိုးသမီးသူရဲကောင်းငွေနုဖြူရဲ့အနောက်ရိုးမစစ်ပွဲဖြစ်ရမှအတမန်အကြောင်းအရာများကိုဗဟုသုတဖြစ်ပွဲရင်တုံစစ်လောက်ရှားပွဲကြေကွဲဝမ်းနေပွဲဝေမျှပေးသွားမှာပဲဖြစ်ပါတယ်ကျွန်တော်ကတော့ဇန်လီပါမွေနုဖြူခေါ်စောတန္တာမင်းသမီးကတော့ မြောက်ဥခိရခိုင်ပရင်မင်းပါကြီးနဲ့မိဖုရားသောတန်ကြီးတို့ရဲ့အချစ်ရဆုံးသောသမီးတော်ပါ။နောင်တော်မင်းသိခါနဲ့မင်းဖလောင်းတို့ရဲ့အငဲဆုံးနှမတော်ဖြစ်ပြီးအကူတော်တွေအကြားကြီးပြင်းလာရတဲ့မင်းသမီးငွေနုဖြူဟာငယ်စဉ်ကတည်းကကိုခံပညာပိုင်းမှာတက်ကြွသလိုလက်ရုံးရည်နှလုံးရည်နဲ့ပြည့်စုံပြီးအများပြည်သူလေးစားအားကိုးရတဲ့မင်းသမီးဆိုလည်းမမှားပါဘူး။တနေ့မှာတော့တောင်ကိုပရင်တပင်ရွှေသီးဟာမြောက်ဦးသီနှံကိုတိမ်ပိုက်ဖို့ရာစစ်တီပေါင်းမြောက်များစွာနဲ့ခြေတက်လာပါတယ်။ ဒါကိုအထောက်တော်မှတစ်စစ်ဘီရင်မင်းပါကြီးကြားသိရပြီးမြောက်ဦးနန်းလွဲမှာဘီရင်မင်းကြီးမင်းသားနဲ့မုံမတ်တေနံပတိတို့ကရန်သူတပ်များကိုတော်လန်တိုက်ခိုက်ဖို့ဆွေးနွေးတိုင်ပင်ကြပါလေ။ဒီနေရာမှာတောင်ကိုတပ်နဲ့မြောက်ဦးတပ်တို့ရဲ့စစ်အင်အားကိုရှင်းကြည့်လိုက်ရင်အရန်ကုန်မှကွာခြားနေပါလေ။ဒီလိုအင်အားကြီးမမျှပဲစစ်တပ်ရာမှာ ။တင်းနေကဗျူဟာစနစ်နဲ့ပျောက်ကြားစနစ်အသုံးပြုရမှာကိုရခိုင်တွေလည်းကောင်းကောင်းကြီးနားလည်ထားပါတယ်။ဒါကြောင့်ကြီးမားတဲ့ရေကသားများကိုလူအင်အားအမြောက်အများအသုံးပြုပြီးတောင်ငူတက်များရောက်မလာခင်အချိန်မီတည်ဆောက်စေပါလေ။တောင်ငူတက်တွေယုံမအနာကလာတဲ့အချိန်အထိမြောက်ဦးနန်းတွင်မှာတော့စစ်ဗျူဟာတွေခင်းနေတော့လို့ဆိုကြပါတယ်။ဒီအချိန်မှာမိသမီငွေနှုတ်ဖြူလဲဖခမဲတော်အကူတော်တွေနဲ့အခြားစစ်သူကြီးတွေလိုပဲ ရန်သူများကိုတော်လန်တိုက်ထုတ်ဖို့ဇနပ်ပြင်းပြနေပြီးအခြားတပ်ဖွဲ့များနီးတူတိုက်ပွဲဝင်ဖို့ဖခမဲတော်စီခွစ်တောင်းခဲ့ပါတယ်။ငွေနုဖြူဟာဘီရစ်သမီးတော်တစ်ပါးဖြစ်တဲ့အပြင်အမျိုးသမီးတစ်ဦးလည်းဖြစ်နေတဲ့အတွက်ရှစ်တန်းထွက်ပြီးစစ်တိုက်ဖို့မသိတော့ကြောင်းဖခမဲတော်ကတားမြစ်ကခွပြူချက်မပေးခဲ့ပါဘူး။ဒါပေမဲ့ငွေနုဖြူကတော့ဖခမဲတော်ထံအကြင်ကြင်အခါကခွပြူချက်တောင်းခဲ့ပြီးနောက်ဆုံး၃ချိန်မြောက်တဲ့အခါမှာတော့ဘရင်ကြီးကသူမကိုစစ်ချီတိုက်ခိုက်ဖို့ခွပြူချက်နဲ့အတူ အထူးအာဏာခွဲကိုပါ ပေးအပ်ခြင်းခံခဲ့ရပါတယ်။ဒါကြောင့်ရန်သူတပ်များကိုတိုက်ခိုက်ဖို့ရာအထက်ဖွဲ့စည်းထားတဲ့အမျိုးသမီးကိုရန်တော်တပ်ဖွဲ့40နဲ့အတူတန်ငူတပ်များတပ်ဆွဲထားတဲ့နေရာအနီးတွားရောက်ပြီးရခိုင်ပြည်မကောင်းကြောင်းအမျိုးမျိုးညှဉ်းပန်းနှိမ့်ဆက်မှုနဲ့အတူလာရောက်ခိုလုံခြင်းဖြစ်ကြောင်းလယ်ညာလှည့်ပြပြောဆိုကခိုလုံခွေတောင်းခံခဲ့ပါတယ်။စစ်သူကြီးငွေနှုတ်ဖြူဟာရန်သူတပ်ထဲ အမျိုးသမီးတယောက်အနေနဲ့အသက်နဲ့ခန္ဓာလုံခြုံမှုမရှိဘူးဆိုတာကိုသိရှိထားပေမယ့်အတန်းပြင်းတဲ့လူမျိုးအတွက်အရာအလုံးပေးဆပ်ဖို့ရာစုံပြတ်ထားပြီးသားလည်းဖြစ်ပါတယ်။မွေနုဖြူတို့ခိုလုံဖို့တောင်းခံခဲ့တဲ့တောင်ငူတကတော့တမှုကြီးစောစစ်မောင်းဥဆောင်နဲ့တမတ်ဖြစ်ပြီးတကယ်ဒုက္ခတွေတွေအဖြစ်ထင်မှတ်ကခိုလုံခွေပေးခဲ့ပါတယ်။မွေနုဖြူကတော့သူမရဲ့မူလအစီအစဉ်အတိုင်းရန်သူတပ်များကိုအိဒိယပြိုဟာနဲ့ပြည့်ရစင်ပြီးချိန်မှောင်းမှဖြစ်တဲ့အတွက် တမူကြီးစောစစ်မောင်းနဲ့ပုံမှုရင်းနေအောင်ယုံကြည်မှုရရှိအောင်တည်ဆောက်ရပါတယ်။ရန်သူတပ်ထဲပြည်ရနဲ့ရောက်ရှိလာတဲ့ငွေနှုတ်ဖြူဟာတနေ့ထက်တနေ့အလှတရားတွေပေါ်လွင်လာတဲ့အတွက်တမူကြီးစောစစ်မောင်းခမစိမြေပြည်မှဂျာပန်တပည့်လိုငွေနှုတ်ဖြူကိုစွဲလာလာပါတယ်။ငွေနှုတ်ဖြူအပေါ်ချိမိနေရှာတဲ့စောစစ်မောင်းရဲ့အခြေရောဂါအခြေအနေပုံမှုဆွေးရလာပြီးငွေနှုတ်ဖြူဘက်ကလည်းတိုင်းပြည်နဲ့လူမျိုးအတွက်ဘာမှမဆိုပိဆက်မီဆိုတဲ့တန်တဲ့ထန်ကြောက်ပဲသူတို့နှစ်ဦးဟာ တိတ်ချိကြတဲ့ခြေသူတွေဖြစ်သွားကြပါတယ်။တမူစောစစ်မောင်ဟာငွေနုဖြူကိုအမှန်တကယ်မေတ္တာဆင်းနဲ့မျက်မျက်နှိုးနှိုးချစ်နေပေမယ့်ငွေနုဖြူကတော့စစ်အောင်နိုင်ဖို့အတွက်သာဟန်ဆောင်ပြီးချစ်ပြနေတာလည်းဖြစ်ပါတယ်။ဒီလိုနဲ့တောင်ကိုတက်တို့မြောက်ဦးကိုတိုက်ခတ်ရတော့မဲ့အချိန်မှာငွေနှုတ်ဖြူကအသွေးပေါင်းများစွာနဲ့အတူတယောက်တည်းဝါနေစွာငိုကြွေးနေပါလေ တဲချိုင်မှာတတ်မှုစောစစ်မောင်ရောက်ရှိလာပြီးပူဆွေးနေတဲ့မိမိချစ်သူကိုအကျိုးကြောင့်မေးလိုက်တဲ့အခါငွေနုဖြူကတော့ရက်ဆက်ကြမ်းကြုတ်တဲ့ရခိုင်ပြည်လက်အောက်ကနေယခုလူမြောက်နေပြီမေမြေရတဲ့စစ်ပွဲအနံ့အရှောင်းမှာအနာကအတွက်ရင်းထဲမှာမအေးချမ်းနိုင်ကြောင်းဒီစစ်ပွဲမှာတောင်ငူတပ်အတွက်မိမိတတ်နိုင်တဲ့ဘက်ကပါဝင်ကူညီလိုကြောင်းပြောလာပါတယ်ဒါကြောင့်တတ်မှုစောစစ်မောင်လဲမြောက်ဦးနမ်းမြို့ရိုးစီအလွဲကူဆုံးနဲ့အများဆုံးဘယ်လန်းကတတ်ရမလဲဆိုတာကိုမေးလိုက်ပါတယ် ငွေနှုတ်ဖြူကတော့ဒီတန်းပြည်မှာနေထိုင်လာတာနှစ်ပေါင်းများစွာကြာမြင့်ပြီးဖြစ်တဲ့အတွက်လုံခြုံရေးနေပါတဲ့လမ်းကြောင်းတွေကိုကောင်းစွာသိရှိထားတာကြောင့်အလွယ်တကူတိမ့်ပိုက်နိုင်ကြောင်းပြောဆိုကာအနောက်လမ်းကြောင်းအတိုင်းတပ်မှုကြီးစောစစ်မှဦးဆောင်တဲ့ရန်သူတပ်မကြီးတစ်ခုကိုပရိယနဲ့ခေါ်ဆောင်လာပါတယ်။ငွေနှုတ်ဖြူစကားကိုယောက်မှားပြီးအနိုင်တိုက်တိမ့်ပိုက်လူစိတ်နဲ့ချီတက်လာတဲ့တောင်ငူစစ်ကြောင်းကိုမြအူတပ်တွေကခုခံတိုက်ခိုက်စရာမလိုပဲကြီးမားတဲ့ရေကာတာတွေကိုဖွေးချလိုက်တာကြောင့် အချိန်ဟုန်ကြီးမားတဲ့ရေလှိုင်းလုံးကြီးအောက်မှာတောင်ငူတပ်များများစွာစီမျောနေမြုပ်ပြီးမရှုမလှအသေးကြီးပျက်စီးကာဆစ်ရှုံသွားခဲ့ပါတယ်။ဒါကြောင့်အနိုင်ရရှိတဲ့ရခိုင်ပြည်သူတွေဟာမိနမိငွေနှုတ်ဖြူရဲ့နာမည်ကိုဂေါင်းရွှေစွာအောက်ဟိတ်ပြီးတောင်းတောင်းပြပြအောင်ပွဲခံကြပါတယ်။အဲ့ဒီအောင်ပွဲအတွက်ပျော်ရွှင်နေကြတဲ့ပြည်သူတွေကြားမှာမိနမိငွေနှုတ်ဖြူတယောက်ရေးစီးထဲမျောနေကြတဲ့ရန်သူစစ်တီများထဲမှတပ်မှုစောစစ်မောင်ကိုဝမ်းနည်းစွာလိုက်ရှာနေပါတယ်။ ောက်ဆုံးမှာတော့မင်းသမီးငွေနှုတ်ဖြူဟာတောင်ကမဘေးကဂူတခုထဲမှာဒဏ်ရာများနဲ့လဲလျောင်းနေတဲ့တပ်မှုစောစစ်မောင်ကိုမြင်တွေ့သွားခဲ့ပြီးစိုးနေကြီးကွဲပွဲခန်းစားချက်များနဲ့တပ်မှုကိုပွေဖဲလိုက်ပါတယ်။အဲဒီနောက်မှာတော့တပ်မှုစောစစ်မောင်မျက်နှာကိုတေချာဆက်ကြည့်ပြီးဖြေမဆိုင်နိုင်တဲ့အောက်ပါစကားလက်ဆောင်များကိုဝါနေစရာပြောဆိုလိုက်ပါတယ်။မောင်ဖေဟာဒီဘဝမှာစီးရဲစရာအရာမောင်ဖေဟာကိုဒီလိုကြံစီခြင်းကိုအပြစ်မှခွင့်လွှတ်တော်မူပါ။ မောင်ဖရားရဲ့ရိုးရကျင်တာတဲ့လက်တစုံရွေးထွေးလုံကြုံတဲ့ရှင်ဝင်ကိုနှမငယ်အနေနဲ့ထာရမင်းနိုင်မှာမဟုတ်တော့ပါ။အီးမြနှမငယ်ကိုချစ်တတ်တဲ့တမိုးမောင်ဖရားကိုဒီနေ့ဒီချိန်ရောက်တိုင်းအသက်ထက်ဆုံးကောင်းမှုပြုပါမယ်ဖရား။မောင်ဖရားရဲ့ယုံကြည်ချက်ကြောင့်နှမငယ်အတွက်ဆစ်ပွဲအောင်ရခြင်းဟာမောင်ဖရားရဲ့အောင်ခြင်းသာမှတ်ယူပြီးကောင်းရာပုံပွားမှာအေးကျန်းစွာထာရအိတ်ဆက်အနားယူတော်မူပါတမိုးဖရား။ စစ်သူကြီးငွေနှုတ်ပြူတဖြစ်လဲမင်းသမီးစောတန်လာနဲ့တောင်ငူတားရဲ့စစ်သူကြီးစောစစ်မောင်တို့နှစ်ဦးဟာနှစ်ပြည်တော်စစ်ပွဲကြမှာတွေ့ဆုံချီးကျက်ခဲ့ကြပြီးအဲ့ဒီစစ်ပွဲကြောက်ပဲနှစ်ဦးသားဝါနေစွာဝေးကွာသွားခဲ့ရပါတယ်နောက်ဆုံးအနေနဲ့အချင်းနဲ့အစ်စ်မှာမတရားတာနဲ့တရားတာမရှိဘူးဆိုတဲ့ဆိုယိုစကားအတိုင်းမင်းသမီးငွေနှုတ်ပြူလဲသူမရဲ့နှလုံးသားကိုစတိခံသွားခဲ့တဲ့အမျိုးသမီးသူရဲ့ကောင်းတူဦးဖြစ်ပါကြောင်းဘုဒ္ဓတာဖြစ်စေဖို့ရာစေတနာထားမျှဝေပေးလိုက်ရပါတယ်